အလုံးမင်္ဂလာပါရှင်အခုသင်ခန်းစာလေးထဲမှာတော့ tab setting ချိန်ငယ်နေပထမနေ့ကိုပြပြပေးသွားမှာပဲဖြစ်ပါရဲ့ tab setting ချိန်ငယ်ဆိုတော့ဘာကိုပြောရလဲဆိုတော့ဒီမှာဆိုလို့ရှိရင်သစ္စာက1 2 3 4ရေးထားတယ် time minute တခုရေးထားတယ် teaching task ဆိုပြီးတော့ရေးထားတယ် day ဆိုပြီးတော့ရေးထားတယ်ပေါ့နော်ပုံမှန်ဆိုရင်သစ္စာကဘယ်လိုရေးမလဲဆိုတော့1ရေးမယ်ပြီးသွားပြီဆိုရင်အာဒီမှာ space bar လေးချိုင်းချားမယ်ဒါမှမဟုတ်လို့ရှိရင် keyboard ကနေပြီးတော့ tab key လေးခုံမယ် time လို့ရေးမယ်ပြီးသွားရင် tab key လေးခုံမယ် teaching task လို့ရေးမယ်ပြီးသွားပြီဆိုရင် tab key လေးခုံမယ် day ေးလို့ရေးမယ်အဲ့လိုရေးလို့မရဘူးလားဆိုရင်ရေးလို့ရရယ်နံပါတ်1အနေနဲ့အချိန်ကြာရယ်ပေါ့နော်တချောင်းချင်းစီကိုလိုက်ရေးနေရမှာနံပါတ်1အနေနဲ့ကအချိန်ကြာရယ်ပြီးလို့ရှိရင်နံပါတ်2အနေနဲ့ကကိုကတက်ခုံပြီးရေးထားတာဖြစ်တဲ့အတွက်စာချောင်းတွေကတချောင်းနဲ့တချောင်းอ่ะပေါ့နော်ဒီလိုမျိုးလေးတညတညာရဲ့ဖြစ်ချင်မှဖြစ်မယ်တချို့စာချောင်းတွေကျတော့ပူးသွားတာရှိမယ်တချို့စာချောင်းတွေကျတော့လည်းဝေးသွားတာရှိမယ်တစ်ခုနဲ့တစ်ခုကအရန်ကတ်သွားတာမျိုးတွေရှိတတ်တယ် အဲ့လိုမျိုးတွေမဖြစ်ရအောင်လို့တစားဘုကဒီလိုစာလေးတွေကိုရေးမယ်ဆိုလို့ရှိရင်ဒီ Microsoft ရဲ့ထက်မှာပါရဖူလာဘားလေးမှာ tab setting ချိန်ပြီးတော့ရေးလို့ရတယ်အဲ့ဒီနီးလေးကပိုလွယ်တဲ့အတွက်ကြောင့်မို့လို့တစားက tab setting ချိန်တဲ့နီးနှစ်နီးတည်းကပထမတနီးကိုအခုပြပြပေးမှာပါဒုတိယနီးကိုလည်းနောက်ထပ်သင်ခန်းစာရေးမှာအတူတူလေ့လာကြမယ်နော်ဟုတ်ပြီဒါဆိုရင်ဒီပုံစံလေးအတိုင်းရေးမယ် tab setting ချိန်ပြီးတော့တူတူလေ့လာကြရအောင်အရင်ဆုံးအနေနဲ့တစားကစာရွက်အစ်စ်လေးတစ်ရွက်ကိုယူလိုက်မယ်နော် ဆာရဲအစ်စ်နဲ့တွေ့ရယူလိုက်ပြီဆိုလို့ရှိရင်တင်စာတို့ပထမဆာရဲမှာရေးထားတာကဒီမှာ1ရေးတယ်ပြီးသွားရင် time ကိုရေးတယ် teaching text ရေးတယ် day ကိုရေးတယ်ဒါလေးကိုမှတ်ထားမယ်နော် ဟုတ်ပြီဒါဆိုလို့ရှိရင်ဆိုင်ရွက်အစ်စ်လေးမှာသင်္ဆာနဲ့အတူတူပြန်ပြီးတော့လေ့ကျင့်ကြည့်ကြရအောင်အရင်ဆုံးအနေနဲ့1ဆိုပြီးတော့ရေးလိုက်မယ်ရေးပြီးသွားပြီဆိုရင်သင်္ဆာရိုးကတဏီတညာနဲ့ဖြစ်ဖို့အတွက် tab setting ချိန်ရမယ်ဟုတ်ပြီနော်အဲ့တော့1ဆိုတာလေးနဲ့ time time ဆိုတာလေးနဲ့ကို အကွာအဝေးကိုတခုထားလိုက်မယ် တက်ကနေပြီးတော့ time ဆိုရဲ့နားကိုအကွာဝေးလေးတစ်ခုထားခြင်းနဲ့အဲ့ဒီတော့ tabular ဘာမှ tab setting လေးသွားချိန်မယ်။သင်္ဆာကဒီနားလေးမှာ1ဆိုရဲ့နားလေးမှာ tab setting လေးချိန်မယ်။ left click လေးတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်။အဲ့ဒါဆိုရင်ဒီမှာ तू ကဒီလိုပုံစံမျိုးလေးပေါ်သွားပြီပေါ့နော်။ ဟုတ်ပြီတကယ်လို့တို့တွေကနေရာလေးမှားသွားရယ်ဆိုရင်အဲ့ဒီအပေါ်မှာဖိပြီးတော့ဒီလိုလေးရွှေ့လို့ရတယ်လို့တကယ်လို့မလို့ချင်းမှုဆိုရင်အောက်ကိုဆွဲချပြီးတော့ဖျက်လိုက်လို့လည်းရရယ်အခုတင်စာတို့ကတပ်ဆက်တင်ချိန်မှာဖြစ်တဲ့အတွက်ဒီနာလေးမှာပဲထားလိုက်မယ်ဟုတ်ပြီနံပါတ်1အနေနဲ့စာရေးမယ်ပြီးသွားရင်လိုချင်တဲ့နေရာမှာတပ်ဆက်တင်သွားချိန်နဲ့ချိန်ပြီးသွားပြီဆိုရင်ကီးဘုတ်ကနေတပ်ခုံမယ်ပေါ့နော်တပ်ခုံပြီးတော့ time ဆိုပြီးရေးလိုက်မယ် ဟုတ်ပြီနောက်ထပ်တစ်ခုအနေနဲ့ time ပြီးသွားပြီဆိုရင်သစ္စာရိုးက teaching test ကိုရေးနေတာအဲ့ဒီအတိုင်းပဲဒီမှာစာရေးပြီးသွားပြီဆိုတော့ time နဲ့ teaching test ကိုအကွာအဝေးဘယ်လောက်ထားကျင်တာလဲကိုထားကျင်တဲ့နေရာလေးမှာသွားပြီးတော့ဒီမှာ tab setting ချိန်မယ် left click လေးတစ်ချက်ထိတ်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒီမှာ tab setting လေးချိန်ပြီးသွားပြီဒါဆိုရင်အခုနောက်ကအတိုင်းပဲဒီမှာစာရေးပြီးသွားပြီ tab setting ချိန်ပြီးသွားပြီအဲ့ဒီတော့ ကီးဘုတ်ကနေတက်ခုံမယ်ခေါ်မိသွားပြီဆိုရင် teaching test လို့ရေးမယ်နော် T E A C H I N G teaching T E S T teaching test ဟုတ်ပြီပြီးသွားပြီဆိုရင်နောက်ဆုံးတဆင့်နေတဲ့ဒီမှာ day ဆိုပြီးရေးရမယ် teaching test နဲ့ day နဲ့ကိုကိုကဘယ်လောက်ချားကျင်တာလဲအဲ့ဒါလေးကိုစိုက်ရေးမယ်ဆိုတော့ဒီမှာ ပင်စာရိုးတွေကဒီဘူလာဘားလေးမှာတီချင်းတက်စ်နဲ့ဒေးနဲ့ကိုကိုချားချင်တဲ့အကွာဝေးကိုတက်ဆက်တင်သွားချိန်မှာဖြစ်တဲ့အဲ့ဒီတော့ဘူလာဘားလေးမှာပင်စာကဒီနာလောက်မှာ left click လေးနှိပ်လိုက်မယ်ဟုတ်ပြီတက်ဆက်တင်လေးဝင်သွားပြီနော်ဒါဆိုလို့ရှိရင်တော့ဒီမှာစာရေးပြီးပြီး tab setting ချိန်ပြီးသွားပြီဖြစ်တဲ့အတွက် tab ခုံပါမယ်။ခုံပြီးသွားပြီဆိုရင်တော့ day ဆိုပြီးရေးလိုက်မယ်။ ကဲဒါဆိုရင် tab setting chain နဲ့နည်းလေရပါပြီဆိုတော့သင်္ဆာတို့ကဒီမှာစာရေးတဲ့ tab setting chain နဲ့တပ်ခုံနဲ့ဟုတ်ပြီနော်စာရေးမဲ့ tab setting chain မဲ့တပ်ခုံပြီးတော့စာရေးလိုက်တယ်ဟုတ်ပြီစာရေးမဲ့ tab setting chain မဲ့ပြီးရင်တပ်ခုံလိုက်တယ်စာရေးလိုက်တယ်ကဲရေးပြီးသွားပြီဆိုလို့ရှိရင်သင်္ဆာတို့ကတစ်ခါချိန်ပြီးရတဲ့ auto ရေးလို့ရပြီနော် ဒီဘက်မှာဆိုလို့ရှိရင်နောက်တစ်ချောင်းအနေနဲ့ tab set တင်ထပ်ချင်စရာလည်းမလိုဘူးပြီးလို့ရှိရင် space bar ကြီးခြားပြီးရေးစရာလည်းမလိုတော့ဘူးပုံစံ format ကိုဒီမှာချိန်ထားပြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့ enter ခောက်ပြီးတော့ to လို့ရေးမယ်ဟုတ်ပြီစာရေးမယ်ဒီမှာပြီးရင် tab ခုံပြီးတော့အချိန်ဆိုတဲ့နေရာမှာ၈နာရီဆိုလို့ရှိရင်၈နာရီဆိုပြီးတော့ရေးလိုက်မယ်ပြီးရင် tab ခုံမယ်အဲ့ဒီမှာ microsoft word ဆိုပြီးထည့်မယ်နော် မာထရိုဆော WORD ဝတ်ပြီးရင်တပ်ခုံမယ်ဟုတ်ပြီအဲ့ဒီမှာတင်စားဖို့က၈ရက်ဆိုရင်၈ရက်လွတ်ထည့်မယ်ပြီးရင်အတားခေါက်မယ်နံပါတ်စင်လေး၃လို့တက်မယ်တပ်ခုံမယ်ပြီးရင်နိုင်အချိန်လေးပြန်ထည့်မယ်ပြီးသွားရင်တက်ပြန်ခုံမယ်အိတ်ဆဲဆိုပြီးရိုက်မယ် M I C R O S O F T Microsoft E X C E A အိတ်ဆဲလို့ရိုက်မယ်တက်ခုံမယ်ပြီးသွားပြီဆိုလို့ရှိရင် 3ဆိုပြီးတော့ပြန်ရေးမယ် enter ခောက်မယ်နံပါတ်စင်လေးထပ်တက်မယ်4ဆိုပြီးတော့တပ်ခုံမယ်အချိန်နာရီလေးထည့်မယ်ပြီးသွားပြီဆိုရင်တပ်ခုံမယ်အဲ့ဒီမှာ Microsoft PowerPoint ဆိုပြီးတော့ရေးမယ် Microsoft P O W E R P O I N T PowerPoint ပြီးရင်တပ်ခုံမယ်ဟုတ်ပြီအဲ့ဒီမှာ3ရက်ဆိုပြီးတော့ထည့်လိုက်မယ် ဒါဆိုလို့ရှိရင်ဒီအရှိကအတိုင်းလေးရေးပြီးသွားပြီပေါ့နော်ဒါကတော့သင်္ဆာရုပ်ကတစ်ခုရေးလိုက်တက်ခုံပြီးရေးလိုက်စပေးပါချပြီးရေးလိုက်မညီမညာဖြစ်မှထက်စာရင် systematic စနစ်တကြားနဲ့ tab setting ချိန်ပြီးတော့ရေးလိုက်တဲ့အခါမှာကိုယ့်ရဲ့ရေးထားရဲ့ပုံစံလေးကသူများနဲ့မတူဘဲနဲ့ professional ကြကြအဆင်ပြေတယ်လုံးဝကြည့်ရတာလဲစနစ်ကြရဲ့အတွက်ပို့ပြီးတော့အဆင်ပြေစေတယ်ဒါကြောင့်မို့လို့ဒီ tab setting ချိန်ရဲ့နည်းလေးကအရေးကြီးရဲ့နော် ဟုတ်ပြီဒီသင်ခန်းစာလေးထဲမှာတော့တင်စားက tab setting ချိန်နဲ့ဤပထမနည်းဖြစ်တဲ့ ruler bar လေးကနေ tab setting ချိန်နဲ့နည်းလေးကိုပြပြပေးသွားတာပါအားလုံးလည်းရလိမ့်မယ်လို့မျှော်လင့်ပါရင်နော်